ချိတ်ဖြစ်စည်းမှုလို့ပြောရဲ threat ပေါ့နော်ဒါလူတိုင်းမခံစားရလူတိုင်းနေ့စဉ်ကြုံတွေ့ရတယ်ဘလို့ကြော်လွားမယ်ဘလို့စီမံခန့်ခွဲမယ်ဒီပေါ်မှာပဲမှုတည်ရလူကဆမွေးကလေးကစိတ်ပြည့်စုံမှုနဲ့မွေးတာပဲ stress နဲ့မွေးကလေးကကျွန်တော်တို့ကငိုယိုပြီးမွေးလာတာပဲတခုခုကိုအဆင်မပြေဘူးပေါ့နော်ဒီခံစားမှုအတွက်ထုတ်ဖော်ပြီးပြောတတ်တဲ့အရွယ်မဟုတ်တော့ငိုတာကလွယ်ရင်ကျွန်တော်တို့သိပ်ပါလို့ပြလို့မရဘူးငိုပြရတယ်ပေါ့နော်ဒီအကြောင်းဒီအကြောင်းတရားရှိပြီးတော့ စိတ်ဖိစီးမှု stress စစ်ဒဏ်ကိုခံနိုင်ဖို့လိုတယ်ဘဝမှာစိတ်ဖိစီးမှုဒဏ်ကိုနေရာတိုင်းမှာခံရတယ်လူတိုင်းခံရတယ်ဒီတဲ့ပို့ပြောရင်တရဝတိုင်းခံရတယ်ပေါ့ဗျာပြောရရင်အိမ်မှာနေလဲအိမ်မလို့ကြောင်းသွားမယ်ကြောင်းသားလည်းကြောင်းပါမလို့အလုပ်သွားမယ်အလုပ်သမားလည်းလုပ်ငန်းဝင်ပါမလို့အပေါင်းအသင်းငယ်ချင်းတွေပတ်ဝန်းကျင်ကြားပါမလို့ နောက်ဆုံးဘုံကြောင်းဗျာတွိုင်းအရက်ဆိုင်ဗျာအဲ့ဒီမှာတော့အဲ့ဒီလူမျိုးစိတ်ပြေးစီမှုကြီးရှိတယ်။ဘဝအတွက်ဂျုံးကန်ရတဲ့အခါမှာပူလာတာပေါ့စိတ်ပြေးစီမှုကတာမန်ထက်တော့ပူလာတာပေါ့။ကျောင်းမှာလည်းကျောင်းလျောက်ကျောင်းစာတွေဖြီးပြီးစိတ်ပြေးစီရတာများပါတယ်။ဒါကြောင့်လူပတ်ဝန်းကျင်လူဘဝကအမြဲတမ်းစိတ်ပြေးစီမှုတွေနဲ့ပြည့်နေတတ်တယ်။ဒါကိုနားလည်ဖို့လိုတယ်။ဒါကိုနားလည်ဖို့ကြတော့ကျွန်တော်တို့ကပုံမှန်အနေအထားနဲ့နားလည်အောင်ကြည်တတ်ဖို့ကခက်တယ်။လူတွေကတူးနဲ့တူးညာညာသွေးတွေလည်းမတူဘူး။ ်ဆင်းသက်လာတဲ့ကိုယ့်ရဲ့ brother တွေပေါ့ဘဝရဲ့လမ်းကြောင်းတွေလည်းမတူဘူးခံစားရတဲ့တုံ့ပြန်မှုတွေလည်းမတူဘူးဘဝရဲ့ထိုးနှက်မှုတွေလည်းငယ်စဉ်ကမတူခဲ့ကြဘူးများသောအားဖြင့်တော့အတွေ့အကြုံပဲလူဘဝမှာအထုတော်မလောက်ခံရလဲဒီဘဝမှာမူတည်ပြီးကျွန်တော်တို့ကအတွေ့အကြုံတွေရတယ်အတွေ့အကြုံအမှကျွန်တော်တို့ကတဘာဆိုတဲ့ exposure တစ်ခုပေါ့ဗျာပြောရရင် experience ကိုအခြေခံတဲ့ exposure တစ်ခုရတယ်အဲ့ဒီ exposure ကနေပြီးတော့ဘဝကိုကြော်လွှားရမယ့်နည်းစနစ်ဒီ stress ကိုကင်တွယ်ရမယ့်နည်းစနစ်ကိုအလိုလိုကိုယ့်အကိုတည်လာကြတာများတယ်။ဒါကပုံမှန်လမ်းကြောင်းအတိုင်းကျွန်တော်တို့သွားတဲ့အခါမှာတည်ရတဲ့အတ္တိပေါ့နော်။ဒီလိုမျိုးတည်လာတာများတယ်။အဲ့တော့ဘဝကိုကျွန်တော်တို့အပိုင်းအပိုင်းပိုင်းခြားကြည့်ပေါ့ဗျာအဲ့ဒါဆိုလေကျွန်တော်တို့အသက်ဘယ်လောက်နေရမှာလဲဘဝကကျင်းနေတဲ့ဒေသနာတော့ရှိတယ်။ဘာကြောင့်လဲဆိုတော့မွေးတေ born to death ဒီတဲမှာပဲ program တစ်ခုအနေနဲ့နေရတာဘဝကငယ်ရွယ်စဉ်အချိန်တော့တတိမထားမိကျွန်တော်တို့ တိတ်နားမလဲဘူးဘဝအတွေ့အကြုံနေတာအောင်နော်သင်ခန်းစာလည်းတိတ်မရှိဘူးပေါ့ experience လည်းနေတယ်ပေါ့အဲ့တော့ဘဝကိုတစ်ခါတလေငယ်ချင်းကတွေးမိတာက program မဟုတ်ဘူး creation လို့ကျွန်တော်တွေးမိတယ်ဖန်တီးလို့ရတယ်ဖန်တီးကြည့်လို့ရတယ်အရာအလုံးငါလက်ထဲမှာရှိတယ်ငါကလုံနိုင်တယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးလေးတွေကျွန်တော်တွေးတတ်တယ်သို့တော်လည်းအရွယ်တစ်ခုရောက်ပြီးအเจ้าရာတစ်ခုခုနဲ့အရွယ်တစ်ခုကိုရောက်သွားတဲ့အခါမှာတော့နားလေလာတာက life က creation မဟုတ်တော့ဘူးဆိုတာပဲ life is programming ဆိုတာကိုနားလည်လာတယ်ဝေးရကနေတေရဒီကြားထဲမှာပဲကျွန်တော်ရှင်းသင်လာရတာဟိုဒါမျိုးဖြစ်လာတာဆိုတော့အခြားရှုတော့တစ်ခုကနေကြည့်တတ်ဖို့ကျွန်တော်တို့လိုအပ်လာတယ်အဲ့ကြတော့တာမန်နေ့စဉ်နေ့စဉ်လူကလူပတ်ဝန်းကျင်မှာတည်လာတဲ့အတိမဟုတ်တော့ဒီရှုတော့မျိုးမဟုတ်တော့ဘူးအခြားရှုတော့တစ်ခုဖြစ်လာလိမ့်မယ်ဆိုတော့ဒါကဆိုလိုတာကတော့ဘာသာရေးလို့ပြောရမှာပေါ့နော်အခြားရှုတော့တစ်ခုကနေကြည့်တတ်လာမယ်ဘဝဆိုတာကဘာလဲ လူဆိုတာကဘာလဲတရဝါဆိုတာကဘာလဲတည်ခြင်းတရားကဘာလဲမွေးခြင်းကဘာလဲအဲစသဖြင့်ပေါ့အများကြီးပဲဆိုတော့ဒါတွေကတော့သက်ဆိုင်ရာဘာသာအလိုက်သက်ဆိုင်ရာလေ့လာရမယ်ကိုယ့်ရဲ့ချင်းချင်းကပ်ပြီးတော့ဟောလေ့လာစီးပူးသင်တဲ့အရာတွေဖြစ်တယ်အတော့ကြအနေနဲ့လည်းအထူးပဲတိုက်တွန်းပါတယ်ဒီလိုအသိဉာဏ်တွေနဲ့ရင့်ကျက်တဲ့ major ဖြစ်တဲ့ဘဝပေါ့ဗျာအတွင်းအမြင်ပေါ့ဒီလိုပန်ဆန်လာတဲ့အခါကျရင်တော့ဒီလို စိတ်ဖိစီးမှုလို့ခေါ်မယ် stress ပေါ့နော်ဒီလို stress လို့အရာမျိုးကိုကန့်ထွေဖြည့်ရှင်းတဲ့နေရာမှာအလွယ်တကူပဲကန့်ထွေဖြည့်ရှင်းနိုင်မယ်လို့အားရကြအနေနဲ့အချံပြုတ်ကျင်ပါနေတာနံပါတ်1 stress ကစလိုက်တာပေါ့နော်။ကောင်းပြီဒီ stress ကနေ့စဉ်ပဲဖြစ်နေတယ်ဒီအရာကိုလည်းကောင်းပေါ်ဆိုတာ manage မလုပ်နိုင်ဘူးထိမ့်သိမ့်တာမျိုးမလုပ်နိုင်ဘူးဒါဆိုရင်ရေရှည်မှာဘာဖြစ်လာမလဲ။ဟော stress ကိုကောင်းကောင်းပေါ်မှာမထိန်းချုပ်နိုင်တဲ့အခါမှာရေရှည်ကျွန်တော်တို့က depression လို့ခေါ်တဲ့စိတ်ကျတဲ့ပြဿနာဒီလိုပြဿနာမျိုးကြုံတွေ့လာတတ်တယ်